ရသဗျာပြိဋိဗံမဆံခင်ကမှားခဲ့တာလေးရှိသေးတယ်တဲ့တောထက်တုံးကမြင်းမီးဆွဲမောင်စာဆိုမြင့်တော်ခံမောင်စာသူကလည်းသာသနာ့ဘုံဝင်ပြီးတော့ယဟန်ဘုရားရောက်တဲ့အခါမှာကြံတဲ့ကိုယ်တော်တွေကိုမလေးမစားလုပ်တယ်သူကဖះပြောလို့လည်းမရဘူးဘာဖြစ်လို့လဲဆိုတော့သူကမာနခံနေတယ်တောထက်တုံးကငါနဲ့ငါအရှင်သားနှစ်ယောက်ထဲထွက်တာခုမှလာပြီးတော့ရှုပ်တယ်ပေါ့လူလေလုံးကြတယ်ပေါ့ သူ့စိတ်ထဲမှာလို့ထင်တယ်။ဟုတ်တယ်လေဒါထင်ကြရပဲ။လူတွေပြောကြတယ်မဟုတ်လား။နောက်မှပေါ်ထင်ရွှေကြပင်တွေကလူရဝင်နေတယ်ပေါ့။တောထက်တော့ငါနဲ့နှစ်ယောက်ထဲပဲလာခဲ့တာဘယ်သူမှမရှိဘူး။အဲ့ဒီတော့ကတို့နှစ်ယောက်ထဲပဲ။အခုမှနောက်မှလာပြီးတော့လက်ရရန်လေးလက်ဝဲရန်လေးနဲ့လာပြီးတော့နေရာလေးယူကြတယ်ဆိုမကျေနပ်ဘူးသူက။မကျေနပ်လို့ဘုရားရှိတော်ကပြောလို့မရဘူးသူက။အလုံးကောင်းပါလား။ ပြီးတော့ဖះနဲ့လည်းဖွားပဲ့တော်လည်းဖြစ်တယ်အလွန်ရင်းနေတဲ့သူအလွန်ရင်းနေတာဟေးမောင်ဆန္ဒပဲသွားကြအောင်လို့ဆိုသွားလာတဲ့နေရာမှာပေါ့လူဘွားတော်ကလေအလွန်ရင်းနေတဲ့မြင်းတော်ကငိုးသူကအဲသင်္ကန်းဟုတ်လာတော့ပြောမရဆိုမရဖြစ်နေတော့မြတ်စွာဘုရားကဆန္ဒမပြောချနဲ့ငါမရှိတဲ့နောက်ကျတော့သူ့ကိုပြမထံပေးခဲ့ပြမထံဆိုမြင့်မြတ်တဲ့ထံပေးနေတယ် အဲ့ဒါရှန္ဒနာဟောတာငါမရှိတဲ့နောက်ကိုဆန္ဒကိုပြမတံပေးလိုက်ကြလို့ဆိုအရှင်ဘုရားပြမတံကဘယ်လိုဟာတော့လို့မြတ်စွာဘုရားကိုရှောက်လိုက်ခဲ့လားရှောက်လိုက်ပါလေဒါပြင်ပြမတံကဘယ်လိုဟာတော့ဆိုဆန္ဒပြောချင်တာပြောပါစေသူ့ကိုအရေးလုပ်ပြီးတော့ဘာမှမပြောချင်နဲ့ပယ်ထားလိုက်ကျင့်ထားလိုက်ဆိုတဲ့ပြမတံမဲတဲ့အရေးလုပ်ပြီးတော့သူ့ထည့်ပြီးတော့မပြောနဲ့တော့အဲ့ဒါနဲ့ ရှာနာကပြမတာဆိုတာအဲ့လိုပေးရမယ်လို့တပည့်တော်ကမှာခဲ့ပါလေဆိုဒါဆိုရင်ကိုကိုတော်ပဲကိုယ်တိုင်ပဲသွားပေးပါလို့ဆိုဆန္ဒကိုပြမတံပေးဖို့အတွက်တန်ခါနာဘွဲပြီးတဲ့အခါမှာလှေစီးပြီးတော့ကောသမီပြည်ဘက်ကိုခီးထွက်သွားတယ်ကောသမီဆိုတာအန္လဟဘတ်နာမှာရှိတယ်ခင်းကမြစ်တို့ယမုန်နာမြစ်တို့ဆုံနေနေတာအဲ့ဒီမှာရှာနာရာဇဇိုရနေပြီးတော့ကောသမီဒီကောသမီကိုသွားတာအန္လဟဘတ်ဘက်ကိုသွားတယ် သွားပြီးတော့ဟိုရောက်တဲ့အခါကျတော့ဥဒိဏမင်းရဲ့ဥယျာဉ်ထဲမှာခိတ္တသတင်းသုံးနေတဲ့အချိန်မှာဥဒိဏမင်းရဲ့မိဖုရားမောင်မမိတ်တန်တွေကလည်းဥယျာဉ်ထဲရောက်လာဥဒိဏမင်းနဲ့အတူရှန္ဒနာလာတဲ့သတင်းကြရောမင်းကြီးရှင်ခွင့်ပန်ပြီးတော့သွားရှိကကြတော့ရှန္ဒနာတရားဟောတရားဟောတော့သူတို့စိတ်ထဲမှာကြီးညိုပြီးတော့သူတို့ဝတ်လာတဲ့အပေါ်ယောအဝတ်900ကိုချုပ်ပြီးတော့ရှန္ဒနာကိုလှူခဲ့ကြတယ် အလုံးမြင်မှုရလိမ့်မယ်အိန္ဒိယအမျိုးသမီးတွေဝတ်တဲ့စာပေကြီးတွေလေအဲ့ဒါကြီးတွေနေမှာပါပဲအဲ့ဒါလို့ချွတ်ပြီးတော့သူတို့လှူခဲ့ကြအိန္ဒိယကတော့ရှိတယ်အပေါ်ကပတ်ထားတဲ့အဝတ်ကြီးတွေကိုလှူခဲ့ကြအဲ့တော့လှူပြီးတော့ဥဒိဏမင်းကြီးစီပြန်သွားတော့ဥဒိဏမင်းကြီးနဲ့တွေ့ဘာလှူခဲ့ကြတော့ဆိုအပေါ်ရ900 900လှူခဲ့တယ်ဟာ900ကြီးတောင်ရှန်နနာလက်ခံသလားလက်ခံတယ် ဘုရင်ကြီးကစိတ်ထဲမှာမကျေနပ်ဘူးတပားတည်းဘာလို့ခုတ်လဲဆိုင်ဖွဲ့မလို့လားဒီ900ကြီးဘာလို့မှာတော့အဲ့လိုလိုရောင်းစားဖို့လားဆိုင်ဖွဲ့မို့လားဆိုပြီးတော့ဘုရင်ကြီးကဆရာနန္ဒာစိတ်သွားတယ်သွားပြီးတော့ရှင်ဘုရားဒီမောင်မမိတ္တန်နေလာတယ်ဆိုတာဟုတ်လားလာတယ်ရှင်ဘုရားဘာတွေလှူသွားတယ်ဒီလိုပဲအပေါ်ယုံနေလှူသွားတယ်900လို့ရှင်ဘုရားလက်ခံလက်ခံဘာလို့ဖို့လဲလို့ဆိုတော့ ဟာမရှိတဲ့ကိုယ်တော်တွေကိုသင်္ကန်းရှားပါတဲ့ပုံပုံတွေကိုတို့ကပေးရတယ်တဲ့ပြီးတော့ဒါဖြင့်အရှင်ဘုရားအရင်ဝိနည်းကြသင်္ကန်းကပါလို့ဝိနည်းကြသင်္ကန်းကအေယခင်ဖြစ်သွားတယ်ဒါဖြင့်အဲ့ဒီအေယခင်ဟောင်းကတော့ပါလို့တော့အေယခင်ဟောင်းကတဲ့ခြေသုံးခုဖြစ်သွားဒါပဲခြေထုတ်ကိုဟောင်းပါဖြစ်တယ်ဆိုအေးခြေထုတ်ကိုဟောင်းဆိုလို့ရှိရင်မလုပ်ရတော့ဆိုရင်ညက်နဲ့ရောပြီးတော့ ဓာတ်နဲ့ဆင်းဆင်းပြီးမြေညက်တွေနဲ့ရောပြီးတော့နှာရံတွေကိုတုတ်ပေးရတယ်ရှင်းတော့ကတော့သူကမြေအိမ်တွေရှိတာဟိုအိမ်ကြီးအမှားနော်ခုလိုအင်္ဂလိပ်ကောင်းကောင်းနဲ့ခြင်တာဟုတ်ပုံမရဘူးဒါကြောင့်မလို့ရှော့နဲ့အဝတ်နဲ့ရောပြီးတော့ပောက်တာလေးပါလေးဖားတယ်ပေါ့အဲ့လိုရှင်အနန္ဒာကအဝတ်တစ်ထည်ကိုအတုံးချပုံကိုရှင်းပြလိုက်တော့ဥဒိဏမင်းကြီးကသဘောကျပြီးနောက်ထပ်900ထပ်လှူ တရထက်နဲ့အဲ့ဒီရှင်းနန္ဒာတထောင်ရသွားတယ်လို့သူဆိုတယ်ပေါ့နော်သင်္ကန်းတစ်ထည့်အသုံးချနေကိုရှင်းနန္ဒာအဲ့ဒါပြီးတဲ့အခါကျတော့ရှင်သန္ဒနဲ့ကောတမီပြီးဝရင်းကိုခေါတိတယောကြောင်းနဲ့ရောက်တဲ့အခါကျတော့ရှင်သန္ဒကိုရှင်းနန္ဒာကပြောတယ်ရသော်ဘုရားကပြင်မရံပေးလို့မှာလိုက်တယ်မှာသွားတယ်အဲ့ဒါကိုငါရှင်ကိုငါပြင်မရံလာပေးတာလို့ဆိုရှင်ဘုရားပြင်မရံဆိုတာဘာလုံးဆိုသူကပြောပြတယ် ဒီနေ့ဆာပြီးမင်းပြောချင်ရပြောတန်ခါတွေကမင်းကိုဖက်လို့ပြီးဘာမှမပြောဘူးဆိုတော့အဲ့ဒီနေရာတည်းမှာမူးလဲသွားတယ်။ဘာလို့လဲဆိုတော့မြတ်စွာဘုရားပြိဋိဘဆံလို့ဝမ်းနဲ့ခြေကွဲနေရတဲ့ထဲမှာတန်ခါတွေကသူ့ကိုဖက်မလို့ဘူးဆိုစိတ်ညစ်သွားတာပေါ့နော်။အဲ့ဒီလိုတော့သူ့ကိုမနှိမ့်ဆက်ကြပါနဲ့။သူလိမ္မာပါတော့မယ်ဆိုပြီးတော့ရှင်သာနာဟာမမနာချပြီးတော့ရှင်အန္တရာယရဲ့တရားနာပြီးနောက်ဆုံးတော့ယန္တာဖြစ်သွားတာပေါ့။အဲ့ဒီလို့ ရှနနမထေမြတ်ဟာလောကရဲ့အကျိုးမြတ်စွာဘုရားဆောင်ရွက်ခဲ့တာတွေကိုဆက်လက်ဆောင်ရွက်ပြီးဘုရားပြိဋိဘံစံသွားတဲ့နောက်မှာနှစ်ပေါင်း40အသက်ရှင်လျက်ရှိတဲ့ရှန္ဒနာတတော်တရား20ထိအောင်ရှန္ဒနာကအသက်ရှိတယ်မြတ်စွာဘုရားပြိဋိဘံစံပြီးတော့နှစ်နှစ်ပေါင်း40မြတ်စွာဘုရားရဲ့ဒီတရားဓမ္မတွေကိုဆက်လက်ဖြန့်ဖြူးလို့နောက်ဆုံးကြတော့ရှန္ဒနာမထေမြတ် ရောဟိနီမြစ်ခိုးဘက်ကန်းဒီဘက်ကန်းရွာတွေမှာသတင်းသုံးနေထိုင်ရင်းကနေပြီးတော့တရား20ပြည့်လို့ပြိဋိဘံဆန်တဲ့အခါမှာခိုးဘက်ရွာကလူတွေကလည်းဒီဘက်ပြိဋိဘံဆန်မှာတစ်ဖက်ကန်းကလူတွေကလည်းဒီဘက်ပြိဋိဘံဆန်မှာနှစ်ဖက်ကန်းလုံးမှာနေကြတဲ့ပုံကိုယ်တွေကတကယ်ရှာနနာကိုးွယ်တဲ့ပုံကိုယ်ကြီးပဲအလုံးကရှာနနာမထေရကစဉ်းစားတယ်ဟိုဘက်ကလူတွေကလည်းသူတို့ပဲပါ ဒီဘက်ကလူတွေကလည်းဒီဘက်ကမ်းမှလောက်ပါလို့ဆိုတော့နှစ်ဖက်လုံးအတွက်ရံပွဲဖြစ်လိမ့်မယ်အဲ့တော့ဒီရံမင်းကြီးအောင်ငါလုံးမပဲလို့ဆိုပြီးရှန္ဒနာကဘာလုပ်လဲဆိုပြိဋိဘံစံတော်မူတဲ့နေ့မှာကောင်းကင်ရံကိုတက်ပြီးတော့ဒိဋ္ဌံဒိဋ္ဌံပြီးအဲ့ဒီလူတွေကိုတရားဟောတရားဟောပြီးကောင်းကင်ရံမှာပဲပြိဋိဘံစံလိုက်ပြီးခန္ဓာကိုယ်တဝက်ကအရှိဘက်ကံကိုကြတယ်တဝက်ကအနောက်ဘက်ကံတတ်တော်တွေကြတယ်တဲ့ အဲ့ဒါလို့တတ်တော်ကုံဆုံးသည့်အချိန်မှတောင်မှပဲရံပွဲတွေမဖြစ်အောင်စီမံဆောင်ရွက်ပြီးတော့ဖြည့်ရှင်းပေးသွားတာအဲ့ဒါရှင်အနန္ဒမထေမြတ်ရဲ့ဒီမြတ်စွာဘုရားသခင်ကိုရမြတ်ဟာလောကသားတို့အတွက်ချိုးပန်းနဲ့ချိုးပန်းအားထုတ်ချက်တည်းမှာရှင်အနန္ဒမထေမြတ်ဟာအမြဲတမ်းတွဲဖက်ပါလာဖြစ်သောကြောင့်တရားချိန်တွင်သူတော်စင်ပြိဋ္ဌပေါင်းတို့ရှင်အနန္ဒမထေမြတ်ရဲ့မှတ်တမ်းလေးတွေအလုံးမှတ်သားစရာကောင်းပါတယ်ရှင်အနန္ဒက မှားထားတဲ့စကားတွေနဲ့ဟာအေးကိုကစာပေတက်ကျွမ်းပြီးဘௌဒ္ဓတွေပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ပါရဲ့တန်းတယ်ဘௌဒ္ဓမရှိတဲ့ပုဂ္ဂိုလ်အထင်အထင်သေးမယ်ဆိုလို့ရှိရင်နဲ့သူကံမီရှူထမ်းလာတာနဲ့တူလိုက်မယ်မျက်စိမမြင်တဲ့လူတယောက်ကမီရှူထမ်းလာတယ်ဆိုတော့သူကမှမျက်စိမမြင်တာပဲမြင်မှာတော့အဲ့ဒါလိုပဲပညာတတ်ပြီးတော့ထွက်သားကိုထင်ကြီးတဲ့ပုဂ္ဂိုလ်တွေဟာ တဖက်သားကိုအထင်သေးပြီဆိုလို့ရှိရင်တော့သူကမီရှူထမ်းတဲ့ဥပမာနဲ့တူလိုက်မယ်အဲတော့ကိုကပညာတတ်လို့ရှိရင်ပညာမတတ်တဲ့ပုဂ္ဂိုလ်တွေကိုအထင်မသေးရဘူးဘောဓုတရှိခြင်းဟာတရားတော်မှအကျဉ်းကျကျုပ်ကိုအားထုတ်တဲ့နေရာမှာအရေးကြီးဆုံးအရာဖြစ်သောကြောင့်ဘောဓုတရှိအောင်ကြိုးစားအားထုတ်ကြပါတဲ့ဘောဓုတရှိတဲ့ပုဂ္ဂိုလ်ဟာလောကမှာပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်ဘဟုတ်တုတော် ဓမ္မတရောကောတာရက်ခောမဟိတိနောရသဗျာတကင်ကိုရမြတ်ဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေကိုထိမ့်သိမ်းစောင့်ရှောက်ပြီးတော့မှတ်သားနိုင်ယူထားတဲ့ပုဂ္ဂိုလ်တွေဟာစက္ခုတပ္ပတလောကတာတလောကလုံးရဲ့မျက်လုံးပမာဖြစ်လို့ပုစနိယောဘောဓုတော်ဒီလိုတရားဓမ္မတွေကိုများစွာသိတဲ့ပုဂ္ဂိုလ်ဟာပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ရှာနနာမထေရမြတ်ကတန်ခါပိယိတ္တမှာဟောကြားခဲ့တာဖြစ်တယ်။ ေးဒါကြောင့်ဟိုတရားချက်ခင်သူတော်စင်ပြိဋ္ဌပေါင်းတို့ဘုရားမြတ်စွာရဲ့လောကသားတို့အတွက်ဘုရားရဲ့ကျိုးပန်းချက်တွေဟာရှန္ဒနာဘဝနဲ့ဆက်ဆက်နေသည့်အတွက်ကြောင့်ရှန္ဒနာရဲ့ဘဝကိုတိပတ်တစည်းတစောင်းရှန္ဒနာရဲ့အကြောင်းကိုထုတ်ဖော်ဟောကြားပြတာဖြစ်ပါတယ်ရှန္ဒနာရဲ့အကြောင်းကိုချီးညွှန်ရလို့ဒီကနေ့ခွန်ကြီးတို့တပည့်ဘုရားမြတ်စွာရဲ့တရားဓမ္မတွေကို ဟောပြောခွင့်ရတာတို့ကြားနာခွင့်ရတာတို့ဟာရှန္ဒနာရဲ့ကျေးဇူးတရားတွေပဲလို့ကျေးဇူးတရားကိုတိပြီးတော့ရှန္ဒနာမထေမြတ်ရဲ့ခုံးလေးကိုအမှတ်ရပြီးမိမိတို့ကိုယ်တိုင်လည်းတတ်နိုင်သမျှကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း